ဦးဇင်းတို့ငငယ်တုန်းကမူလာတန်းကျောင်းစာထဲမှာသင်ခဲ့ရနော်တတ္တိဂုံပဇတ်ဆိုတာရှိတယ်နော်လူငယ်တွေလည်းသိကြမှာပါလူကြီးတွေလည်းသိကြမှာပါသိပြီးသားဆိုပေမလို့အလွန်ကောင်းမြတ်တဲ့အတွက်ကြောင့်ပြောရမှာပဲဟုတ်ရလားကြီးညီနောင်ဆိုတာကြားဖို့ပြီမို့လားနော်အေးဦးဇင်းတို့တခုတော့ဘဝတုန်းကနော်ဘုရားအလောင်းတခုတော့ဘဝတုန်းကအဖြစ်ပြက်လေးတွေကိုဒါပြန်ပြီးတော့ပြောထားတယ်ပေါ့လက်ပံတော်မှာလေပြင်းတိုက်တော့ နော်မွေးကင်းစကြီးညင်တော်စတူရီလေးနှစ်ကောင်တကောင်ကယသိတွေနေတဲ့နေရာကပန်းမင်နေကြတဲ့ကိုကြာသွားတယ်။ဒါကြောင့်ယသိတွေကသူ့ကိုပုပ်ပကလို့နာမည်ပေးပြီးတော့မွေးထားတယ်ပေါ့။နော်တကောင်ကတော့ခိုးသားသမီးတွေနေတဲ့ရွာကလက်နှစ်တွေကြားထဲကြာသွားတယ်။ဒါကြောင့်ရွာသားတွေခိုးသားတွေကတတိကုံမလို့သူ့ကိုနာမည်ပေးထားတယ်။အဲ့ဒါသူတို့ကလည်းပဲသူတို့တတ်တာသူတို့သင်မှာပဲလေ။နော်ဘုရားကသူတို့ကောင်ယသိတွေကလည်းသူတို့သိတာသူတို့ပြောမှာပဲ။ အဲ့ဒါနဲ့ဒီကျက်တူကြီးလေးတွေကအလွန်ခွာခြားတယ်ပေါ့အဲ့ဒါဒီနေ့တော့ဦးဇင်းတို့ပင်စားလေးမင်းကြီးကဟိုတောကစားလှည့်လေရင်းနဲ့ဆိုကြပါစို့သားကောင်လိုက်ရင်းနဲ့နေကျွန်ပြီးတော့ဦးဇင်းတို့ယထာရိနဲ့သူနဲ့နှစ်ယောက်ထဲအဲ့ဒီခိုးသားတွေရှိတဲ့ယွာနာကကြောက်ထဲမှာရေတောက်ရေချိုးပြီးတော့အရေးကောင်းကောင်းတစ်ပင်မှာအိတ်တယ်နော်အဲ့ဒီနာခိုးသားယွာလို့လည်းသူကမသိအဲ့ဒီလို အိတ်နေတော့ကျက်တူကြီးကအော်တယ်တဲ့အဲ့ဒီတတိခုံမှာကဘလို့အော်လဲဆိုတော့ ေကရှင်မင်းလာတယ်ရှင်မင်းလာတယ်ဆိုတာကိုသိတော့ခိုးသားတွေကအကုန်လုံးတိုးတဲ့ကိုဝင်ပြီးတော့ရှောင်ကြတာရှင်မင်းဆိုတာအန်နေရှိတယ်သူတို့သွားပြီးတော့မထီဘူးသူတို့ကအဲ့လောက်တော့လိမ်မာပန်းနေတယ်အဲ့တော့ရွာထဲမှာကအဆောင်နဲ့ဒီကျက်တူရွေးလေးဒီလူတယောက်နဲ့ကျက်တူရွေးတစ်ကောင်ပဲကြံ့နေအဲ့တော့ကျက်တူရီကအဆောင်ကိုပါပြောလဲဆိုတော့ပြင်စားလေးမင်းကြီးအိတ်နေတယ်တဲ့သူ့ကိုတတ်ပြီးတော့လက်ဝတ်လက်စားတွေယူပြီးတော့အဲ့ဒီအလောင်းကိုတည့်ရွက်နဲ့ဖုံးထားလိုက်လို့ပြောတယ်တဲ့ကျက်တူရီကကျက်တူရီကဟုတ်လားအဲ့လိုပြောတော့အဆောင်ကမလုံနဲ့အဲ့ဒါအန်ရရဲ့ရှိတယ်အဲ့ဒါရှင်မင်းရဲ့ အဲ့လိုပြောတဲ့အခါကျတော့ကျက်တူရွေးကမင်းကအခုမှသူတော်ကောင်းစိတ်ပေါက်မနေပါနဲ့ပေါ့စောစောတုန်းကတော့မင်းအလွန်ကျုံးွားခဲ့တဲ့ကောင်လို့ပြောနေတယ်အဲ့ဒီအတန်ကိုကြားတော့ရှင်ဘုရင်ကြီးကဟာဒီနာကအလွန်အန္တရာယ်ကြီးတဲ့နေရာပဲအဲ့ဒီကျက်တူရွေးလေးကိုလည်းအံ့ဩစွာမော့ကြည့်ပြီးတော့မဖြစ်ချေဘူးဆိုပြီးတော့ယထာတိန်ကိုခေါ်ပြီးတော့အဲ့ဒီနာကအမြန်ထွက်တယ်ယထာနဲ့ထွက်တော့ကျက်တူရွေးကနောက်ကလိုက်လာတဲ့တပင်ပြီးတပင်လိုက်လာပြီးတော့ဟေးခိုးသားသမီးတွေဘယ်သွားနေကြတော့ဘုရင်ကြီးပြေးပြီမလွတ်စင်နဲ့သူ့ကိုလိုက်တက်အဲ့တိုင်ခိုင်းတာတဲ့ အဲ့ဒါနဲ့ဘယင်ကအလွန်အာထုတ်ပြီးတော့ပြေးရတယ်ပေါ့လေပြေးရင်းနဲ့တနေရာရောက်တော့တခါတဲ့သင်္ကန်းကြောင်လေးတွေ့တော့ဝင်ပြီးတော့နားပြန်တယ်နားတဲ့အခါကျတော့ယတိတွေကတတိရှာသွားနေတော့အဲ့ဒီမှာနော်ဂျက်တူရီလေးတွေ့ပြန်တယ်အဲ့ဒီဂျက်တူရီလေးကပုပ္ပကပေါ့အဲ့ဒီပုပ္ပကကဘာပြောတယ်ဆိုရင်မင်းကြီးတဲ့ကောင်းတော်လာခြင်းမှာနော်ယတိတွေကမရှိလို့ကျွန်တော်ကပဲအဲ့ခံရတယ်ပေါ့ ဒါကြောင့်တိတိကိုစားပါအေဂျင့်နဲ့ရေလဲရှိပါတယ်ချူမီနဲ့အတိလဲရှိပါတယ်စားသုံးတော်မူပါကျွန်ုပ်မှလက်မပါလို့ရှင်မကြီးကိုယ်တိုင်မဲယူပြီးတော့သုံးဆောင်တော်မူပါလို့ရှိချင်းငန်ငန်ပြောတဲ့အဲ့ဒီကျက်တူကြီးတွေကပြောတဲ့အခါကျတော့ဘင်းကြီးကအလွန်မင်းအံ့ဩတာပေါ့လေအချင်းတို့လေးအတွင်မှာဆန့်ကျင်ဘက်ကျက်တူကြီးနှစ်ကောင်ရဲ့ဆက်ဆံရေးကဘလို့မှမအံ့ဩပဲမနေနိုင်ဘူးပေါ့ဟုတ်လားအဲ့ဒါနဲ့သူကပြောတယ်ဟာမင်းကြတော့လေတိမ်မွေ့လှကြလားတော်လှကြလား စိုးစောကငါတွေ့ခဲ့တဲ့အကောင်ကတော့ကြောက်ကြောက်เสียကွာငါကိုအတင်းလိုက်ပြီးတော့တတ်ခိုင်းတယ်အဲ့လိုပြောတော့ပုပ္ပကကဘာပြောလဲဆိုမင်းကြီးတဲ့အဲ့ဒီအကောင်ဟာကျွန်တော်မျိုးရဲ့ညီအရင်းမာတဲ့နော်တမိတဲကမွေးဖွားလာတဲ့ညီအကိုရင်းမာအဲ့ဒါလေပြင်းတိုက်ပြီးတော့အဲ့ဒီအကောင်နော်တကိုးတွေကြားတဲ့ကိုကြားတယ်ကျွန်တော်ကတော့ဒီယသိတွေအကြောင်းကိုကြားတယ်အဲ့ဒီမှာယသိတွေနဲ့အတူတူနေတော့ယသိတွေစိတ်ပေါက်သွားတယ်တကိုးတွေနဲ့အတူတူနေတော့တကိုးစိတ်ပေါက်သွားတယ်ပေါ့အဲ့ဒီမှာပုပ္ပကက ဘရင်ကြီးကိုဆက်ပြီးတော့ပြောတယ်တဲ့သူ့ရဲ့အမြင်ကိုဗာပြောလဲဆိုတော့မင်းကြီးတဲ့လောကမှာကောင်းတဲ့လူနဲ့ပဲပေါင်းပေါင်းမကောင်းတဲ့လူနဲ့ပဲပေါင်းပေါင်းအဲ့ဒီကိုပေါင်းတဲ့ပုဂ္ဂိုလ်ရဲ့အကြိုက်ကိုတခါမဟုတ်တခါတော့လိုက်ရတာပဲတဲ့ဒါလေးစဉ်းစားကြည့်တော့စဉ်းစားကြည့်တော့လည်းခိုင်းမိုင်းမြဒီတရားကိုကလေးတွေအတွက်လို့ဟိုတရားဓမ္မတော်ကခပ်ပေါ်ပေါ်မထင်နဲ့သိလားကိုပေါင်းတဲ့ပုဂ္ဂိုလ်ရဲ့အကြိုက်ကိုအမြဲတမ်းကြီးမဟုတ်တော့တခါတလေတော့လိုက်ရတာဆိုတာမရှိဘူးလားရှိပါတယ်ခင်ဗျာရှိတယ် အဲ့ဒီအကြိုက်ကိုလိုက်မိရင်ကြာတော့ဘာဖြစ်တုံဆိုတော့ကိုပေါင်းသိတဲ့လူလိုကိုလည်းဖြစ်သွားတာပဲတဲ့ဟုတ်လားအဲ့ဒီမှာသူကဥမာတွေနဲ့ဘလို့ဆက်ပြောတုံဆိုတော့ဆိုကြပါစို့တဲ့ဟိုအစိတ်လူထားတဲ့မြားကိုမြားကြည်တော့တဲ့ကိုထဲ့တယ်ဆိုလို့ရှိရင်အဲ့ဒီအစိတ်တွေကမြားတန်ကနေပြီးတော့မြားကြည်တော့ကိုလူးတာပဲတဲ့မလူးရင်လို့မရဟုတ်လားအဲ့ဒါကြောင့်မလို့မကောင်းတဲ့ပုံကိုနဲ့ပေါင်းရင်တော့မကောင်းတာတွေကလူးမှာပဲတဲ့လိမ့်ကြံမှာပဲ ဒါကြောင့်မကောင်းတာတွေမလိမ့်ကျင်ကျင်ဘူးဆိုရင်အကောင်းဆုံးကတော့အဲ့ဒီလူနဲ့မပေါင်းဖို့ရဟာအကောင်းဆုံးပဲတဲ့အဲ့ဒီမှာဗာဆက်ပြောတုံဆိုတော့မင်းကြီးတဲ့ငါးဘုတ်နဲ့ထုတ်ပြီဆိုရင်အဲ့ဒီတမန်မြက်ဟာငါးဘုတ်ဆိုနန်းနေတဲ့မူရင်းတမန်မြက်ကလေးကတော့ငါးဘုတ်ဆိုနန်းနေလို့မရှိပါဘူးဟုတ်လားသို့တော့ငါးဘုတ်ထုတ်လိုက်တော့ငါးဘုတ်ဆိုနန်းသွားတယ်ပေါ့အေးတောင်စလက်ပန်းကလေးကတော့အင်ဘက်နဲ့ထုတ်မယ်အင်ဘက်မှာတော့အစားဆုံးကမှုကြိုင်တဲ့သဘော မရှိပါဘူးသို့တော့တောင်စလက်ပန်းကိုထုတ်လိုက်တော့အဲ့ဒီအင်ဘက်ဟာ မွေးပြန့်တဲ့ရင်နှံကိုပေါက်ဖက်ကမွေးပြန့်တဲ့ရင်နှံကိုရတယ်ပေါ့ဒါကြောင့်မင်းကြီးတဲ့လောကကြီးမှာပေါင်းတင်ဆက်ဆံရေးရဲ့ဏိယာမတဘာဝဟာဒီတိုင်းပဲတဲ့ကောင်းတာနဲ့ပေါင်းရင်ကြတော့ကောင်းသွားတယ်မကောင်းတာနဲ့ပေါင်းရင်ကြတော့မကောင်းသွားတယ်ဒါကြောင့်ပိဋကပေါင်းသူတော်ကောင်းတို့လူမိုက်ကိုမပေါင်းရဘူးပညာရှိသူတော်ကောင်းကိုပေါင်းရမယ်ဆိုတဲ့စကားသည်ကလေးသူငယ်များအတွက်သာလို့တီးတန့်ခွဲထားလို့မရစကောင်းဘူးလို့ဦးဇင်းတို့ထင်တယ် ဟုတ်ရဲ့လားကြီးထိဒါစဉ်းစားတယ်မရှိဘူးလားရှိတာပေါ့ဗျာရှိတာပေါ့နော်ဒါကြောင့်အသက်ကြီးထိတခါတလေမှာအပေါင်းအသင်းရဲ့ဒဏ်ကိုခံရရတာမရှိဘူးလားရှိတယ်အပေါင်းအသင်းကြောင့်ချမ်းသာရတာကိုမရှိဘူးလားရှိတာပေါ့ဒါကြောင့်တတိထံပြီးတော့ပြက်ပြက်သားသားပေးတဲ့ပေါင်းတတော်အောင်တို့စဉ်းစားဖို့လိုတယ်ဆိုတာဆက်ဆံရေးနေပေမှာအရေးကြီးတယ်လို့နားလည်ဖို့မလိုဘူးလားလိုပါလေဟုတ်ရဲ့လားဒါကြောင့်ဦးဇင်းတို့ မင်္ဂလာတရား၃ပါးဟောမှာဆိုတော့ဒါဘယ်နှပါးပြီးသွားပြီတို့မြတ်နှစ်ပါးပြီးသွားပြီနော်လူမိုက်ကိုမပေါင်းသင်ရဘူးပညာရှိသူတော်ကောင်းကိုပေါင်းသင်ရမယ်ဒီနေရာမှာဦးဇင်းတို့ပညာရှိသူတော်ကောင်းကိုပေါင်းသင်ရမယ်ဆိုတဲ့နေရာမှာကောင်းတာလုပ်ကောင်းတာပြောကောင်းတာတွေးတဲ့ပုဂ္ဂိုလ်ဟာပညာရှိလို့ဆိုခဲ့တယ်နော်အဲ့ဒီပညာရှိနဲ့ပေါင်းလို့ပညာရှိဖြစ်ဖို့ဆိုတာက အချင်းတစ်ခုကတော့စောင့်ရမယ်ပေါ့ဟုတ်လားသို့တော့ ကိုကိုတိုင်းပဲကောင်းတာတွေလုပ်မယ်ကောင်းတာတွေပြောမယ်ကောင်းတာတွေတွေးမယ်ဆိုရင်တော့အဲ့ဒီအချိန်မှကိုပဲပညာရှိရာရောက်မသွားဘူးလားရောက်သွားတယ်ဘာကြောင့်လဲကိုကိုကိုဘေးမဖြစ်အောင်ရမဖြစ်အောင် အကြောက်တရားမဖြစ်အောင် နေရာရောက်တဲ့အတွက်ကြောင့်အဲ့ဒါပညာရှိလက္ခဏာနဲ့ညီသွားပြီဟုတ်ရဲ့လားဒါကြောင့်ဘေးသက်ပေါင်းသူတော်ပေါင်းတို့ဒီမင်္ဂလာတရားတွေဟာတွေးရင်လေးနှစ်တဲ့အတိတ်ပဲမရှိဘူးလားရှိတယ်ဒါအချိန်ကအကြဆုံးလေးကစံပြောတာနော်အေးအဲ့တော့ဦးဇင်းတို့တတိယ